မိကိုယ်တိုင်ကုတ်ကြောင်းမှမရေးပဲကိုယ်ပိုင် Android game တစ်ခုကို10မိနစ်အတွင်းဖန်တီးခြင်းနဲ့ဆိုရင်ဒီဗီဒီယိုမှာ Jasper AI သုံးပြီးကိုယ်တိုင်ကုတ်တင်ရေးသေးရမလို့ပဲ mobile game တစ်ခုကိုဘယ်လိုဖန်တီးရမလဲဆိုတာကိုပြောပြပေးသွားမှာပါ AI မှာ prompt ထည့်တာအစားလို့ကိုယ့်ရဲ့ mobile phone နဲ့ game install ပြီး install လုပ်ရတဲ့အထိအစင်းစင်းလုပ်ပြသွားမှာမို့လို့ဗီဒီယိုအဆုံးထိကြည့်လိုက်အောင် အရင်ဆုံး Google Search မှာ Jasper AI လို့ရိုက်ရှာလိုက်ပါပြီးရင်တော့အပေါ်ဆုံးမှာပေါ်လာတဲ့ website ထဲကိုဝင်လိုက်ပါဒီလိုမျိုးပေါ်လာပြီဆိုရင်တော့ကျွန်တော်အခုဝိုင်းပြလာတဲ့နေရာကနေမိမိရဲ့ Google account နဲ့ချိတ်ဆက်ပြီးတော့ account တက်ဖွင့်ပြီးတုံးလို့ရပါပြီ ကောင်းရလာပြီဆိုရင်တော့ gain အတွက်လိုအပ်တဲ့ code တွေကို AI ကိုထုတ်ခိုင်းဖို့ prompt ရေးထည့်ပါမယ်။ဒီ video ထဲမှာကျွန်တော်ကငငယ်ရအုတ်ခဲစီတဲ့ gain တို့လူသိများကြတဲ့ Tetris game ကိုဖန်တီးကြည့်မှာဖြစ်ပါတယ်။ gain အတွက် prompt ရေးထည့်ပြီးရတဲ့ဒီ AI ကနောက်ထပ် window အသေးလေးတစ်ခုပေါ်လာပြီး code တွေရေးပေးနေတာကိုတွေ့ရမှာပါ။ကုတ်တွေအကုန်ရေးပြီးသွားပြီဆိုရင်တော့စမ်းကြည့်ဖို့အတွက် preview ဆိုတာလေးကိုပြောင်းပြီး AI ကရေးပေးထားတဲ့ခင်ကတကယ်အလုံးမလုံးတစ်ခါတည်းစမ်းကြည့်လို့ရပါတယ်။ ပထမဆုံးအချိန်မှာတော့ဂိမ်းကဘတ်တန်တွေပေါ်နေပေမဲ့တခုမှဆော့လို့မရပါဘူး။ဒါကြောင့်မလို့ကျွန်တော်လည်း AI ကိုကုတ်တွေထပ်ပြီးပြင်ဆင်လိုက်ပါတယ်။ step button ကြောင်းနေရာရဲ့ color ရဲ့ကိုအဓိကပြင်ဆင်လိုက်ပါတယ်။ခုဆိုရင်တော့ဂိမ်းက step button လည်းပါလာပါပြီ။ color တွေကလည်းအရင်ကနဲ့မတူတော့ပါဘူး။ကျွန်တော်တို့ဂိမ်းကိုစပြီးဆန်းဆော့ကြည့်ပါမယ်။ဒီတစ်ခေါက်ကျတော့ဂိမ်းကသူ့ရဲ့ function တွေကတော့အလုပ်လုပ်ပါပြီ။ဒါပေမဲ့ screen ပေါ်က button တွေကအလုပ်မလုပ်သေးပဲ computer keyboard နဲ့ပဲဆော့လို့ရနေတာပါ။ ကျွန်တော်တို့က mobile game ဖန်တီးမှာဆိုတော့ screen ပေါ်က button တွေအလုံးလုံးမှဖြစ်မှာပါဒီတော့ AI ကိုနောက်တစ်ချိန်ထပ်ပြင်ခိုင်းလိုက်ပါတယ် button တွေအပြင် game over function ကိုပါတစ်ခါလဲထပ်ပြင်ခိုင်းလိုက်ပါတယ်အခုလက်ရှိမှာ game က game over မပါသေးတော့နောက်တစ်ပွဲပြန်ဆောက်ဖို့အတွက်အခက်အခဲဖြစ်နေလို့ပါနောက်ထပ်ပြင်ခိုင်းလာတဲ့ version ကတကယ်လုံးဖြစ်မဖြစ်စမ်းကြည့်ပါမယ်ဒီတစ်ခါမှာတော့ screen ပေါ်က button တွေကအလုံးလုံးပြိမဲ့ game over function ကအလုံးမဖြစ်သေးတော့ကျွန်တော် AI ကိုထပ်ပြီးပြင်ခိုင်းလိုက်ပါတယ် ဒီတစ်ခါမှာတော့ gain ကကျွန်တော်တို့လိုချင်တဲ့ function တွေအစုံနဲ့ပါလာပြီ။ screen ပေါ်က button တွေကအလုပ်လုပ်သလို gain over function ရော restart function ရောအကုန်ချောချောမွေ့မွေ့ဖြစ်သွားပါပြီ။ကျွန်တော်တို့စိတ်တိုင်းကြတဲ့ gain တခုရပြီဆိုရင်တော့ဒီ gain ကို android home ပေါ်မှာတင်ပြီး solve လုပ်ရတဲ့အထိလုပ်ပါမယ်။ဝိုင်းပြလာတဲ့နေရာမှာ preview ဆိုတာနေပြီးတော့ကုတ်ကိုပြောင်းလိုက်ပါမယ်။ပြီးရင်တော့ကုတ်တွေအကုန်လုံးကို copy ယူလိုက်ပါမယ်။ကိုယ့်ရဲ့ကွန်ပျူတာမှာရှိတဲ့ notepad application ကိုဖွင့်ပြီးတော့ sona ကူးလာတဲ့ code တွေကိုကူးထည့်လိုက်ပါမယ်။ ကုတ်တွေကူးထည့်ပြီးပြီဆိုရင်တော့ HTML file ပြည့် save လုပ်လိုက်ပါမယ်။ save လုပ်တဲ့နေရာမှာ save ဆိုတဲ့နေရာကိုနှိပ်ပြီးတော့ test file ကို all file ဖြစ်ပြောင်းလိုက်ပါ။ပြီးရင်ကုတ် file နဲ့နေရာမှာနာမည်တစ်ခုပေးပြီးရတယ်။အနောက်မှာ .html ဆိုတာကိုထည့်ပြီးတော့မှ save လုပ်လိုက်ပါ။ပြီးရင်တော့ Google Chrome ပေါ်ပြန်သွားပြီး tiny.host လို့ရိုက်ရှာလိုက်ပါ။ website ထဲရောက်ပြီဆိုလို့ရှိရင် upload file ဆိုတာကိုနှိပ်ပြီးတော့ဆောနာကျွန်တော်တို့ save ထားတဲ့ game file ကို upload လုပ်လိုက်ပါမယ်။ file upload လုပ်ပြီးပြီဆိုရင်တော့ email verify လုပ်ဖို့အတွက် Google account ကိုရွေးလိုက်ပါမယ်ဒီလိုမျိုး success ဆိုပြီးပေါ်လာပြီဆိုရင်တော့ live ဖြစ်နေတဲ့ game website link ကို copy ယူပါမယ်ပြီးရင်နောက်ထပ် tab တစ်ခုမှာ web into app ဆိုပြီးတော့ကျွန်တော်အခုရေးပြလာတဲ့မျိုးရိုက်ရှာလိုက်ပါကြားလာတဲ့ website တွေထဲကမှာအသေးအောင်ကျေပုံစံနဲ့ icon ရှိတဲ့ website ထဲကိုဝင်လိုက်ပါ URL ဆိုတဲ့နေရာမှာ Sona က Tiny Host ကကူလာတဲ့ King Website Link ကိုကူထည့်လိုက်ပါမယ်။ပြီးရင်တော့လိုအပ်တဲ့ Gain Name နဲ့ Gain Icon တွေတခုချင်းစီဖြည့်သွားရုံပါပဲ။လိုအပ်တာတွေဖြည့်ပြီးပြီဆိုရင်တော့ Next Button ကိုနှိပ်လိုက်ပါ။ဒီဆင်းရောက်ပြီဆိုရင်တော့ဝိုင်းပြလာတဲ့ free android app ဆိုတဲ့ဟာကိုအမှန်ချစ်ပြီးတော့ make app ဆိုတာကိုနှိပ်လိုက်ပါ ၅စက္ကန့်လောက်စောင့်ပြီးဆိုရင်တော့ကျွန်တော်တို့ရဲ့ Android game က ready ဖြစ်ပါပြီ။ကျွန်တော်အခုဝိုင်းပြလာတဲ့နေရာလေးကိုနှိပ်ပြီးတော့ download ဆွဲလိုက်ပါမယ်။ download ဆွဲပြီးရလာတဲ့ APK file ကို Android device တက်ထည့်ပြီးတော့စမ်းကြည့်ပါမယ်။ဒီ video ထဲမှာတော့ကျွန်တော်က Android tablet တက်ထည့်ပြီးတော့စမ်းပြထားပါတယ်။အင်စတောပြီးစမ်းကြည့်လိုက်တဲ့အချိန်မှာတော့ game function တွေအကုန်လုံးက Android tablet ပေါ်မှာကောင်းကောင်းအလုပ်လုပ်နေရအောင်တွေ့ရပါတယ်။ ီနေ့ဗီဒီယိုကဒီလောက်ပါပဲဗီဒီယိုအဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်ကိုရိုင်း AI နဲ့လုပ်ထားတဲ့ဂိမ်းတွေရှင်ရယ်ကွန်မန့်မှာမျှဝေပေးခဲ့ပါအောင်